2026အမျိုးသမီးအာရှဖလာခြေစပွဲတွေကိုတော့ဒီကနေ့ဇွန်လ23ရက်နေ့မှာစတင်မှာဖြစ်ပြီးတော့ဇူလိုင်လ9ရက်နေ့မှာတော့ခြေစပွဲစဉ်တွေအလုံးပြီးဆုံးမှာဖြစ်ပါတယ်။အမျိုးသမီးအာရှဖလာပြိုင်ပွဲကို1995ခုနှစ်ကစတင်ကျင်းပခဲ့တာဖြစ်ပြီးစုစုပေါင်းအကြိမ်20အထိကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ကျင်းပပြီးစီးခဲ့တဲ့အကြိမ်20မှာဆိုလို့ရှိရင် ကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့အာရှဖလားပြိုင်ပွဲကို၅ချိန်အထိဝင်ရောက်ရှင်ပြိုင်ခဲ့ပူးပါတယ်၂၀03ခုနှစ်ထိုင်းနိုင်ငံမှာကျင်းပတဲ့အမျိုးသမီးအာရှဖလားပွဲစဉ်မှာမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့စတင်ပါဝင်ရှင်ပြိုင်ခဲ့တာဖြစ်ပြီးတော့၂၀06ခုနှစ်ဩစတြေးလျနိုင်ငံမှာကျင်းပတဲ့ပြိုင်ပွဲ၂၀10ခုနှစ်တရုတ်နိုင်ငံမှာကျင်းပတဲ့ပြိုင်ပွဲ၂၀14ခုနှစ်ဗီယက်နမ်မှာကျင်းပတဲ့ပြိုင်ပွဲနဲ့ နောက်ဆုံးအကြိမ်အိန္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့2020အာရှဖလားပြိုင်ပွဲတွေမှာမြန်မာအမျိုးသမီးအသင်းအနေနဲ့ပါဝင်ရှင်ပြိုင်ခဲ့ဘူးပါတယ်အမျိုးသမီးအာရှဖလားပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းကတော့တရုတ်လက်ရွေးစင်အမျိုးသမီးအသင်းဖြစ်ပါတယ်တရုတ်လက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့အာရှဖလားပြိုင်ပွဲတွေမှာစုစုပေါင်းချန်ပီယံ6ချိန်အထိကိုဖြစ်ထားခဲ့တာပါ နာမည်ကြီးဂျပန်လက်ရွေးစင်အမျိုးသမီးအသင်းကတော့အမျိုးသမီးအာရှဖလားပွဲစဉ်တွေမှာချန်ပီယံနှစ်ကြိမ်ဖြစ်ထားဘူးပြီးတော့စရုံထမြောက်အောင်မြင်ဆုံးအသင်းသင်းအဖြစ်နဲ့ရက်တည်နေပါတယ်ကျွန်တော်တို့အာဆီယံဒေသအတွင်းကထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းဆိုလို့ရှိရင်1983ခုနှစ်သူတို့နိုင်ငံမှာကျင်းပခဲ့တဲ့အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာချန်ပီယံတစ်ကြိမ်ဖြစ်ထားဘူးပြီးတော့အာဆီယံဒေသရဲ့အအောင်မြင်ဆုံးအသင်းသင်းအဖြစ်ရက်တည်နေပါတယ် လာမယ့်2026ခုနှစ်ထဲမှာအော်စတြေးလျနိုင်ငံမှာကျင်းပမယ့်21ချိန်မြောက်အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်း၄သင်းအထိရှိပါတယ်ဒီအသင်း၄သင်းကတော့အင်ရှင်အော်စတြေးလျပြီးခဲ့တဲ့2022ခုနှစ်အမျိုးသမီးအာရှဖလားပြိုင်ပွဲမှာပိုဆွဲခဲ့တဲ့လက်ရှိချန်ပီယံတယောက်ဒုတိယနေရာရခဲ့တဲ့တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ တတိယနေရာရခဲ့တဲ့ဂျပန်လက်ရွေးစင်အမျိုးသမီးအသင်းတွေကတော့2026ခုနှစ်ရဲ့အမျိုးသမီးအာရှဖလားပွဲစဉ်ကိုဓာတ်ရိုက်ခြေစစ်ပွဲအောင်မြင်ထားပါတယ်။ဒီအသင်း၄သင်းနဲ့အတူခြေစစ်ပွဲတွေကနေပြီးတော့အောင်မြင်လာတဲ့အသင်း၈သင်းစုစုပေါင်းအသင်း၁၂သင်းတို့ကနောက်ဆုံးအဆင့်အမျိုးသမီးအာရှဖလားပြိုင်ပွဲကြီးကိုဆင်နွှဲသွားမှာဖြစ်ပါတယ်။2026အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်များ 2026အမျိုးသမီးအာရှဖလားချစ်စေပွဲစဉ်တွေကိုတော့အာရှတိုက်ရဲ့နိုင်ငံပေါင်း34နိုင်ငံကအမျိုးသမီးလက်ရွေးစင်အသင်းတွေကပါဝင်ရှင်ပြိုင်ကြမှာပါ9သင်းစီပါတဲ့အုပ်စုနှစ်ခုနဲ့4သင်းစီပါတဲ့အုပ်စု6ခုစုစုပေါင်းအုပ်စု8ခုကအုပ်စုထိပ်ဆုံးနေရာရရှိခဲ့တဲ့အသင်းသသင်းစီကချစ်စေပွဲအောင်မြင်မှာဖြစ်ပါတယ်အုပ်စု A မှာတော့အီရန်ဂျော်ဒန်လက်ဘနွန်စင်ကာပူနဲ့ဘူတန်နိုင်ငံတွေက ါဝင်နေပါတယ်အုပ်စုအရေးပွဲစဉ်တွေကိုတော့ရခင်ကအီရန်နိုင်ငံမှာကျင်းပဖို့အတွက်စီစဉ်ထားခဲ့ပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့အီရန်အစ္စရေးအရေးခင်ကြောင့်ပြိုင်ပွဲကိုကတားနိုင်ငံမှာပြောင်းလဲကျင်းပဖို့အတွက်ဆုံးဖြတ်ခဲ့တာပါဒါကြောင့်မို့အုပ်စုအရေးပွဲစဉ်တွေအားလုံးကိုတော့ကာတာနိုင်ငံကအင်ရှင်အဖြစ်နဲ့လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စုဘီမှာတော့ထိုင်း၊အိန္ဒိယ၊မွန်ဂိုလီးယား၊အရှေ့တီမောနဲ့အီရတ်အသင်းတို့ပါဝင်နေပါတယ်။ အုပ်စုဘီရဲ့ပွဲစဉ်တွေအားလုံးကိုတော့ထိုင်းနိုင်ငံကအင်ရှင်အဖြစ်နဲ့လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စုစီမှာတော့မြန်မာ၊ဘာရိန်၊ဘင်္ဂလားဒေ့ရှ်နဲ့တာမင်နစ္စတာအသင်းတို့ကပါဝင်နေပြီးတော့အုပ်စုစီရဲ့ပွဲစဉ်တွေအားလုံးကိုတော့မြန်မာအသင်းကအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စုဒီမှာတော့တရုတ်တိုင်းပင်အင်ဒိုနီးရှား၊ကဇက်စတန်နဲ့ပါကစ္စတန်အသင်းတွေပါဝင်ပါတယ်။အုပ်စုဒီရဲ့ပွဲစဉ်တွေအားလုံးကိုတော့အင်ဒိုနီးရှားနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ အုပ်စုအီးမှာတော့ဗီယက်နမ်၊ဂူဝမ်၊ UAE နဲ့မော်ရိုက်အသင်းတွေ ပါဝင်နေပြီးတော့အုပ်စုအီးရဲ့ပွဲစဉ်တွေအားလုံးကိုတော့ဗီယက်နမ်နိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စု F မှာတော့ဥစ်ဘက်ကစ္စတန်၊နီပေါ၊လာအိုနဲ့တီရီလင်ကအသင်းတွေ ပါဝင်နေပြီးတော့အုပ်စု F ရဲ့ပွဲစဉ်တွေကိုတော့ဥစ်ဘက်ကစ္စတန်နိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စု G မှာတော့ဖိလစ်ပိုင်၊ဟောင်ကောင် မ္ဘောဒီးယားနဲ့ဆော်ရီနိုင်ငံတို့ကပါဝင်နေပြီးတော့အုပ်စုဂျီရဲ့ပွဲစဉ်တွေအားလုံးကိုတော့ကမ္ဘောဒီးယားနိုင်ငံကအင်ရှင်အဖြစ်နဲ့လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။အုပ်စု H မှာတော့မြောက်ကိုရီးယား၊မလေးရှား၊ပါလက်စတိုင်းနဲ့တချီကစ္စတန်အသင်းတို့ကပါဝင်နေပြီးတော့အုပ်စု H ရဲ့ပွဲစဉ်တွေအားလုံးကိုတော့တချီကစ္စတန်အသင်းကအင်ရှင်အဖြစ်နဲ့လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ခြေစစ်ပွဲအုပ်စုအဆင့်ပွဲစဉ်များ မြမလက်ရွေးစဉ်အမျိုးသမီးအသင်းအနေနဲ့အုပ်စုအဖွဲ့ပွဲစဉ်အဖြစ်တော့လာမယ်ဂျွန်လာ26ရက်နေ့မြမစံတော်ချိန်ညနေ4နာရီမှာတော့တာမင်နစ္စတန်အသင်းနဲ့ရှင်ပြိုင်ကစားတွားရမှာပါမြမအသင်းအနေနဲ့ကလက်ရှိမှာတော့ကမ္ဘာအဆင့်55နေရာမှာရပ်တည်နေပြီးတော့တာမင်နစ္စတန်အသင်းကတော့ကမ္ဘာအဆင့်141နေရာမှာရပ်တည်နေပါတယ်ကမ္ဘာအဆင့်86ဆင့်လောက်ကွာဟနေတဲ့တာမင်နစ္စတန်အသင်းကိုတော့မြမလက်ရွေးစဉ်အမျိုးသမီးအသင်းအနေနဲ့ အုပ်စုအဖွဲ့ပွဲစဉ်မှာအ ਨੇ စုံ၅ခိုးပြက်လောက်နဲ့အနိုင်ရပါလိမ့်မယ်။အုပ်စုဒုတိယပွဲစဉ်အဖြစ်ကတော့ဇူလိုင်လ၂ရက်နေ့မှာကမ္ဘာ့ဆင့်128နေရာကဘင်္ဂလားဒေ့ရှ်အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီပွဲစဉ်ကလည်းကျွန်တော်မြန်မာအသင်းအနေနဲ့ကအ ਨੇ စုံ၅ခိုးလောက်ပြက်မယ်ပေါ့နော်။၅ခိုးပြက်လောက်နဲ့အနိုင်ရပါလိမ့်မယ်။ဒီထက်လည်းခိုးပို့ပြီးတော့ပြက်သွားခြင်းလည်းပြက်သွားနိုင်ပါတယ်။ ုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ကတော့ကျွန်တော်တို့ဇူလိုင်လ9ရက်နေ့ညနေ4နာရီအချိန်မှာပဲကမ္ဘာအဆင့်62နေရာကဘာရင်အသင်းနဲ့ရှင်ပြိုင်ကစားတွားရမှာပါဒီပွဲစဉ်ကတော့ကျွန်တော်တို့မြန်မာလက်ရွေးစဉ်အမျိုးသမီးအသင်းအတော်အနေငယ်တော့ခက်ခဲပါလိမ့်မယ်ခက်ခဲမဲ့ဆိုတာကကြတော့ဂိုးပြတ်သွင်းဖို့ခက်ခဲမယ်လို့ပြောတာပေါ့နော်အနည်းဆုံးတော့2ဂိုး3ဂိုးလောက်တော့ပြတ်ပြီးတော့ကျွန်တော်တို့အနိုင်ရရှိပါလိမ့်မယ် အခမ်းမတင်လို့တရေကြားခဲ့မယ်ဆိုရင်တော့မှပဲကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ကဂိုးကွာချာချာအရာအာရှဖလားချစ်စစ်ပွဲကိုအောင်မြင်သွားမှာဖြစ်ပါတယ်အဲ့တော့မြန်မာဘောလုံးပရိသတ်တွေအနေနဲ့လဲဝင်းသိမ့်ကီထွန်းရုံးရီလိုင်းမေထက်လူတို့ရဲ့အတွင်းကိုတွေကို အရှင်လက်လက်မြင်တွေ့ခြင်းတဲ့ဆိုရင်တော့ဖြစ်မြမလက်ရွေးစင်အမျိုးသမီးအတင်းကြီးရဲ့ပွဲစဉ်တွေကိုသူဝနာကွင်းကြီးထဲမှာကိုရိုင်းကိုကြသွားရောက်အားပေးဖို့လိုအပ်ပါတယ်။ကဘာစင်160နေရာကမြမလက်ရွေးစင်အမျိုးသားအတင်းကိုကြတော့ကွင်းလုံးပြည့်သွားအားပေးပြီးတော့ကဘာအဆင့်55နေရာကမြမလက်ရွေးစင်အမျိုးသမီးအတင်းရဲ့ပွဲစဉ်ကို ကွင်းလုံးပြည့်သွားအားမပေးဘူးဆိုလို့ရှင်တော့ဒါကမတရားရာကြပါလိမ့်မယ်မြန်မာလက်ရွေးစင်အသင်းတွေရဲ့၁၂ရောင်းမြောက်ကစားသမားအဖြစ်နဲ့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့မြန်မာဘောလုံးချစ်ပရိသတ်တွေကလည်းမြန်မာဘောလုံးအသင်းတွေရဲ့နိုင်ပွဲတွေကိုပုံဖော်တဲ့နေရာမှာအဓိကအခန်းကဏ္ဍကနေပါဝင်နေပါတယ်အဲ့တော့မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ တူဝနာကွင်းကြီးထဲမှာမြမဘောလုံးပရိသတ်တွေကွင်းလုံးပြည့်သွားဖို့အတွက်မိတို့မိပုံဆောင်ရွက်သွားမလဲဥပမာအထူးတန်းလက်မခ2000ရိုးရိုးတန်းလက်မခ1000ဒါမှမဟုတ်ကွင်းဝင်ချင်း free ဆိုတာမျိုးတွေတတ်မှတ်ပြီးတော့မှပြုလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တူဝနာကွင်းကြီးထဲမှာပရိသတ်တွေကကွင်းလုံးပြည့်လာနိုင်ပါတယ်မြမလက်ရွေးစင်အမျိုးသမီးအသင်းကြီးရဲ့ပွဲစဉ်တွေကိုကွင်းလုံးပြည့်ပရိသတ်တွေသာလာအားပေးမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်အထက်ကခံမှန်းခဲ့တဲ့ရလတ်တွေကမလွဲဧကန်သွေးထွက်အောင်မှန်ပါလိမ့်မယ် Let's go Australia fighting Myanmar beautiful lady team